ကျွန်တော်ဒီနေ့နည်းနည်းပြောချင်တာကချင်းနိုင်ငံရေးထဲမှာပေါ့နော် CNA CNA မရှိတင်တော့ဘူးတချို့တွေကပြောတယ်ချင်းနိုင်ငံရေးထဲမှာ CNA 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 မရှိလို့မဖြစ်ဘူးတဲ့ကျွန်တော်ပြောပြမယ် CNF မရှိလို့မဖြစ်တဲ့နေရာကတင်းချိုင်းကုန်းပဲရှိတယ်ကပါချီမှာ CNF မရှိလို့မဖြစ်တဲ့နေရာတင်းချိုင်းကုန်းပဲရှိတယ်ကပါချီမှာ CNF မရှိလို့မဖြစ်တဲ့နေရာ တင်ကြံကုန်ပဲရှိတယ်။ချင်းပြည်နယ်က CLA machine နဲ့ဖြစ်တယ်။ CNA CNF machine နဲ့ချင်းပြည်နယ်ကဖြစ်တယ်။အခုလဲ CNA CNF မပါဘဲနဲ့အလုပ်ဖြစ်နေတဲ့ဟာတွေအများကြီးရှိတယ်။ဒါကျွန်တော်နားလည်ဖို့လိုတယ်။နော်ကပကြီးမှာမင်းနိုင်ငံမရှိနဲ့ဖြစ်တဲ့အရာအများကြီးပဲ။နော်ဒါကျွန်တော်နားလည်ဖို့လိုတယ်။မရှိမရှိလို့မဖြစ်ဘူးဆိုတော့ ဟိုဘာလဲတကက်အယူတီးတဲ့အသွေးခေါ်ညဖြင်းလို့နဲ့အသွေးခေါ်နဲ့တွေးမယ်ဆိုရင်မဖြစ်ဖြစ်ဖြစ်မှာပေါ့ဒါပေမဲ့တကက်ကပါချီမှာမပြောပြောမယ်ဆိုတော့အမေရိကမှာအရင်ဆုံးကအမေရိကတမရတွေမရှိတော့ဘူးလေဒါပေမဲ့အမေရိကအခုချင်းချင်းဖြစ်နေတာပဲကပါချီမှာဘယ်နိုင်ငံမှာဆိုဒီတိုင်းပဲဘယ်သူမှမရှိနဲ့အဲ့ဒီ CNN စတဲ့အမရှိတာနဲ့ ချင်းပြင်းနဲ့မပြောက်ဘူးချင်းပြင်းနဲ့အဲဒီပေါ်လေတော်ထိုင်ရစ်ဖြစ်မြောက်လာမှမဟုတ်ဘူးဆိုတဲ့ဟာလည်းမဖြစ်ဘူးဖြစ်မှာပဲချင်းလူမျိုးချင်းလူမျိုးမရှိမှကြောက်စရာကောင်းတာကအဲ့ဒါ CNF ကအဖွဲ့အစည်းလူပုဂ္ဂိုလ်အဖွဲ့အစည်းတခုမရှိတာနဲ့ချင်းပြင်းနဲ့မပြောက်ဘူးချင်းပြင်းနဲ့ဘာမှမဖြစ်ဘူးဒါကျွန်တော်နားလည်ပို့လို့တယ်ပြီးမှချင်းညင်တော်ကနေနဲ့လဲ CNA CNF နဲ့ အဆင်ပြေမယ်ဆိုတော့ညီနိုင်မှုပါညာလုပ်မယ်ဆိုရင်တော့ခမရတို့စဉ်းစားခမရတို့နောက်ကျောင်းမှာကြီးဆန်းတွေအတော့လိုက်ဝင်နေဟာခမရတို့ပြန်တရိယသွေးနဲ့ချွေးနဲ့ဘေးခဲတဲ့ဟာတွေအသက်သွေးနဲ့ချွေးနဲ့ပေးလာတာအဲ့လူတန်ဖိုးကဘလောက်ဈေးကြီးတယ်လဲနော်ခမရတို့အခုတော်ထိုင်အခုတီဒီ ချင်းပြင်းနဲ့တိုက်ပွဲအတွက်ခမရတို့တိုက်လာတဲ့နှစ်မှာချင်းပြင်းချင်းကြီးတို့တနည်းဖွဲ့စည်းလာတဲ့အချိန်မှာလူပေါင်းရာနဲ့တည်သွားတယ်အဲ့လူတို့ရောပြန်တရိယပြီးမှအခုတန်ရာရနေတဲ့ရဲဘော်တို့ရောမျက်နှာကိုတွားကြည့်လိုက်ပြီးမှစဉ်းစားနော်ဘယ်တော့မှဒီချင်းလန်းကောင်စီရဲ့ CNA စင် app ကိုခမရတို့မဖြုတ်ချနိုင်ဘူးဆိုရင်တော့ပူပေါင်းရေးဆိုတဲ့စကားလုံးကိုလွယ်လွယ်နဲ့ခမရတို့မထွက်နဲ့ ဒီလူတွေရာလေးမလဲမရှုပ်ဘူးဒီ CNA CNF တွေရာလဲလို့ရှုပ်တာသူတွေကောင်းတွေရာစားပတ်ဟိုအချောင်းအချောင်းအမိရအမိစားစားမယ်ကောင်းရကောင်းစားမယ်ဒီလူတွေပဲကျွန်တော်အချင်းပြင်းတဲ့စီလုံးလေးရလိုချင်ပါတယ်ဒါမဲ့ဒီလူတို့ရဲ့လုတ်ပုံကိုင်းနီးကနှစ်ပေါင်းများစွာကျွန်တော်တို့ကတိလာတော့ကျွန်တော်ကလက်မခံသင့်တော့ဘူး CNA CNF တွေရော နော်ဒီလူကြီးပိုင်းတွေတော်တော်များများလူကြီးပိုင်းမှာအတကယ်တော်တော်များများဖြုတ်တင်တဲ့လူတွေအကုန်လုံးဖြုတ်မှအဆင်ပြေမယ်။ဒါမှချင်းပြင်းတဲ့အတော့အဆင်ပြေမယ်။နောက်တစ်ခုအရေးကြီးဆုံးကဟာခါနဲ့တန်တန်ကရှိတဲ့လူကြီးတော်တော်များများအလို့ဖြုတ်ရမယ်။သူတို့နားခိုင်းရမယ်။ဒီလူတွေရဲ့ချင်းပြင်းတဲ့တကယ်အမိုက်ပုံဖြစ်အောင်လုပ်တာ။ပြဿနာကြီးအောင်လုပ်တာ။ သူတို့စားဖို့သူတို့ရဲ့မျက်နှာတစ်ခုပဲသူတို့ရဲ့တိုးတက်မှုသူတို့ရဲ့ပြောင်းလဲမှုသူတို့အာနာရဖို့တစ်ခုပဲတွေးတယ်ကျွန်တော်လည်းကြီးငယ်ပြီးမှကြီးလာတဲ့လူတွေသူတို့လူတွေရဲ့နေထိုင်မှုအတိုင်းအဝိုင်းကျွန်တော်မှလည်းတိလာတာတပုံတစ်ခေါင်းကြီးပဲနော်ဒါကြောင့်ချင်းညီတော်ရဲ့နေနဲ့လဲ CNA လက်အောက်မှာ CMA နဲ့ပူပေါင်းတဲ့လူတွေမှန်တမျှကိုလွယ်လွယ်နဲ့တော့ခမရတို့မလုံနဲ့ခမရတို့နောက်ကျောကဝန်လာတဲ့ကြီးဆန်းတွေကြောက်တေးတဲ့လူတွေရဲ့ရဲ့ဘဝကိုခမရတို့ပြန်ကြည့်လိုက်အခုစစ်ပွဲတွေမှာချင်းပြင်းနဲ့လွတ်မြောက်ဖို့ခမရတို့ကြိုးစားတဲ့စစ်ပွဲတွေမှာတေးပြီးသားတဲ့လူတွေရဲ့အကြောင်းကိုပြန်တွေးလိုက်ပြီးမှသူတို့ရဲ့အခုတရားရတဲ့လူငယ်တွေရဲ့မျက်နှာကိုကြည့်ခမရတို့စေးကိုင်းနိုင်တဲ့လောက်ကိုင်း ဖြင်းပြင်းထဲမှာ CNA စံ app နဲ့စခတ်မပြောတင်ဘူးကျွန်တော်အမြင်မှာပြောမယ်ဆိုလို့ရှင်တို့ကဝင်လာမယ် CNA စံ app နဲ့ခင်ဗျားတို့တင်းမြဲရေးလုံးမယ်မကြဘူးနောက်မကြဘူးပြဿနာပြန်ဖြစ်လာအောင်ပါသူတို့ရဲ့အနေအထားဒီတိုင်းပဲသွားနေတာအချောင်ရအချောင်စားမယ်ဆိုတော့ အတွေ့အခေါ်ပဲသူတို့မှရှိတယ်။ဒါကြောင့်ချင်းချင်းလိုမျိုးတကယ်ချစ်လို့မဟုတ်ဘူး။သူတို့ byte ကိုသူတို့ချစ်တာ။သူတို့ one byte သူတို့ရဲ့မိသားစုလောက်ပဲတအားချစ်တာ။ချင်းလိုမျိုးကိုချစ်တာမဟုတ်ဘူး။မင်း online လိုပေါ့။မင်း online လိုသူပေါ့။သူရဲ့အဖွဲ့အစည်းတစ်ခုလောက်ပဲချစ်တာ။ညီမတပင်းလုံးကိုမင်း online မှာချစ်ဘူး။အဲ့ဒီတလိုပဲဒီကောင်လဲ။ဒီ CNSN app လဲဒီတိုင်းပဲ။ နောက်ပြီးတော့ဟိုအန်ဂျူချီနော်အန်ဂျူချီရလဲဒီနေ့2015မှာအောင်ဆန်းစုကြည်လွတ်နိုင်ခြင်းရှိတယ်ဆိုတော့အခုကထွက်လာပြီဆိုတော့ဒေါ်အောင်ဆန်းစုကြည်2015မှာလွတ်လာတာနဲ့အန်ဂျူချီရဲ့တော်လှန်ရေးဟာဒီတဲတဲ့ရေတွန်းတယ်လို့သွားမယ်ကြည့်နေလိုက်အန်ဂျူချီလဲဒါကြောင့်ကျွန်တော်ချင်းညီတော်အနေနဲ့အန်ဂျူချီလဲမယုံဖို့ အယူကြီးနဲ့လဲလွယ်လွယ်မပူပေါင်းဖို့ဘာလို့လဲဆိုတော့ကျွန်တော်တို့ချင်းတို့ရပဲဟို CNF ကလည်း NUG ကိုလိုက်လိုက်ချင်းညီတော်လည်း NUG ကိုအတိအမှတ်ပြုဖို့အဆင့်ကိုလိုက်နေတာဟိုရခိုင်ခမရတို့မဟာမိတ်တွေရခိုင် AA တို့ DNLA တို့ MNDA တို့ NUG တော်လည်းမလိုက်ဘူး NUG ရပဲသူတို့ဆက်သွဲနေတာ NUG ရတဲ့သူတို့စီမသွားနေတာဒီလိုဖြစ်ဖို့ချင်းညီတော်စူးစမ်းပါ ဒါပဲကျွန်တော်ကလိုချင်တယ်အန်ဂျူဂျီဆိုတာအများနဲ့ဖြက်စီးနိုင်တဲ့အရာပဲအောင်ဆန်းစုကြည်လွတ်လာနဲ့ဒီအချမ်းဖက်နီးမချိုက်ဘူးဒီလိုဒီလိုအာတခုပြောတာနဲ့အစ်ဒီပမာရုံရဲ့စစ်တက်ကပြောင်းလဲသွားပြီအဲ့ကလေးရနဲ့ပမာစစ်တက်ဆိုတာကျွန်တော်တိုင်းသားတွေအားလုံးတည့်ရနဲ့မတည့်တယ်လို့ဟန်ဆောင်နေကြတာအဲ့ဒါခက်ဆုံးပဲပမာရဲ့စစ်တက်ကအများနဲ့ပြောင်းလဲတတ်တယ်အောင်ဆန်းစုကြည်က ကဲခင်ဗျားတို့ဒီຫນွေဥတော်လာရင်ဂျက်လိုက်တော့ဆွေးနွေးပွဲပဲသွားတော့မယ်ဒီလိုလိုပဲသွားတော့မယ်ဆိုတာနဲ့အန်ဂျူချီရဲ့တော်လှန်ရေးကပြီးဆုံးသွားပြီပြီးတော့လူပေါင်းထောင်ပေါင်းများစွာတက်ပေးရတယ်။အိုးအိမ်ပေါင်းမြောက်များစွာဆုံရှုံရဲ့အဟာတွေလဲအကွက်တမျိုးရှာပြီးမှစကားပြောလာလိမ့်မယ်။ဒါရန်ချောက်စရာကောင်းတာ။ဒါကြောင့်အခုမင်းအောင်လှရလဲဒါကိုတိလို့ အခုတော့မှဒါတွေလုတ်လာတာမင်းအောင်လာရတူလွတ်လန်းဆိုတော့ तू အရင်ရှာတတ်တယ် तू မဦးလို့ရှိတယ် तू ကလေတယ် and you ကြီးဘယ်တော့မှနေပြီးတော့သွားတိုက်ပြီးနေပြီးတော့တင်းမှမဟုတ်ပါဘူးအဲ့ဒါမင်းတို့မြဲမြဲမှမှအထဒီပမာလူမျိုးတွေကဘယ်တော့မှသူတို့လူမျိုးဖြစ်တဲ့မင်းအောင်လာရောချီရနေပြီးတော့အထီး တကယ်အစ်စ်အမှန်စစ်တိုက်ပြီးမှအတေခံပြီးမှမြန်မာနိုင်ငံလွတ်လပ်လေရေးတကယ်မင်းအွန်လိုင်းလက်ထဲရနဲ့အာနာရအောင်ယူပေးမှာမဟုတ်ဘူးဒါထက်တော့ကိုပြည်နယ်ကိုအကုန်လုံးကိုပြည်နယ်မှာရှိတဲ့စစ်တပ်ကအကုန်လုံးငါတို့တိုင်းသားတွေတိုက်ပြီးမှကိုပြည်နယ်ကိုအကြက်ကင်ပြီးမှဘယ်ပဟိုအစိုးရပဲလားနဲ့စကားပြောပြောကိုပြည်နယ်အရေးပဲကိုပြောမယ်မဟုတ်ရင်မပါဘူးဟာလားငါတို့ပြောတာမလက်ခံငါတို့ခွဲထွက်မယ် ဒီအစစ်အထီးတော့ကျွန်တော်ကမူဝါဒထားဖို့လိုနေတယ်နော်အန်ချူချီရဲ့နောက်ဘက်ရဲ့စကားဘက်ကတော့ယုံပြီးမှအန်ယူချီရဲ့နောက်ရဲ့အောင်ဆန်းစုကြည်ဆင်းလာတာနဲ့သူတို့အောင်အောင်ဆန်းစုကြည်တခုအထဲနဲ့အဲ့ဒီအောင်ဆန်းစုကြည်ရဲ့စကားတခုနဲ့မြန်မာနိုင်ငံရဲ့ຫນွေဥတော်လာကြီးကပျက်စီးနိုင်တယ်လူပေါင်းထောင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့တဲ့ဟာတို့ရအောင်ဆန်းစုကြည်တကစကားတလုံးနဲ့ခဲတယ်လို့ဖြစ်သွားမှာ အဲ့ဒါကိုအခုကျွန်တော်တိုင်းသားတွေတိဖို့လိုတယ်ကျွန်တော်ချင်းလူမျိုးတွေဆိုတိဖို့လိုတယ်ဒါပေမဲ့ရခိုင်လူမျိုးတွေကတော့ဒါတွေလက်ခံမှာမဟုတ်ဘူးတို့ကဘာနာတယ်လဲတယ်တိဟာတွေငါတို့ယုံလို့မဖြစ်ဘူးဆိုတော့တို့နားလဲတယ်ဒီလိုမျိုးကျွန်တော်နားလဲဖို့လိုတယ်ဆိုတော့အနည်းငယ်ပြောချင်တယ်အားလုံးကျေးဇူးပါ